မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဦးဇင်းရဲ့ဆွေတော်မျိုးတော်များအလုံးဦးဇင်းကတော့ဟိတေတီဆရာတော်ပါ။ဒါတရားရှုမှတ်နေတဲ့အာစိဏကံအလေးအကျင့်ရှိလာတဲ့ယောဂီဆိုတာကိုကပညာဉာဏ်ပေါ်ရဆိုတာကကိုပြောလိုက်တဲ့စကားအတန်ဒီမှာ မိမိကိုကိုဆုံးမတဲ့အတန်တွေပါနေပါတယ်ဘလိုမျိုးပါလဲဘုရားဆိုတော့လောကဥပမာနဲ့ပြောရင်ဥပမာလူတယောက်ကလာပြီးတော့မိတွေပေါ့သုံးဂိတ်လောက်ကိုအင်တာနက်သုံးဂိတ်လောက်ကိုမိုးတလင်းဆွေးလိုက်တာတဲ့သုံးဂိတ်မပြေးနိုင်ဘူးအဲ့ဒါကိုကဗာပြန်ပြောလိုက်လေဆိုတော့လွှင့်တဲ့အင်တာနက်စပီး စပီကာ1မီဂါဘိုက်တောင်မပြေးလို့ဘောလို့ပြောလိုက်တယ်။အဲ့ဒီစကားသည်တကယ်တမ်းဆိုရင်ဒါအင်တာနက်အတွက် ပြောရတာဖြစ်ပေမဲ့ဒါမိမိကိုယ်ကို ဆုံးမတဲ့စကားပဲတတိနဲ့နောက်ထောင်တည်း1မီဂါဘိုက်တောင်မပြေးလို့ရွှင်ဒီစပီကာမပြေးလို့ဒါကြာနေတာပေါ့။အော် ကိုတရားမဲ့နေတဲ့သမာဓိအဟုံးမပြင်းလို့ဒါပညာမပေါ်နိုင်သေးတာဘောကြာနေတာဘောလို့အဖြစ်ထွက်တယ်နော်အဲ့ဒါပညာဉာဏ်ဆိုတာသဘာဝတရားတွေကသင်ပေးနေတယ်ကိုကိုတရားတွေသင်ပေးနေတယ်ကိုကသတိဉာဏ်ပညာနဲ့စောင့်ကြည့်ပြီးတော့ကြာတိုင်းသိမြင်တိုင်းသိမမတ်တက်တဲ့အခါ မသိနိုင်ကြဘူးဖြစ်နေတာနော်ဖေ့စ်ဘွတ်ပံမှာလယိုးဝက်တွေမျိုးပြီးတော့ရှိတယ်ဘယ်လိုမျိုးရှိလဲဆိုတော့ပုံပုံတို့စွန့်ခံတယ်စွန့်ခံတဲ့အခါမှာလမ်းလျှောက်တာပေါ့ညာလမ်းတွေဘေးလမ်းတွေကြောတွေလမ်းတွေရှာတယ်လေလေဘင်းကိုနောက်ကိုလေးရင်လေးတယ်လေးတယ်ပြုံးမင်းရင်ပြုံးမင်းတယ်ဒီပေးနေတယ်အဲ့ဒီမှာသရှင်တပုတ်ကဖွင့်ထားတာပဲဘာဖွင့်ထားလဲဆိုတော့မင်းလွယ်အောင်ပြေး မင်းလွဲ့အောင်ပြေးဆိုတာအော်ဒါတရှင်းလို့ပြောရပေမဲ့ဒါငါ့ကိုသတိပေးနေတာပဲမင်းလွဲ့အောင်ပြေးဆိုတော့ကိုကကိလေသာလက်ကလွတ်အောင်ပြေးရမှာသူကပြေးခိုင်းနေတာကျေးဇူးတင်ပါလေလေဆိုတာကိုကတော့ကျေးဇူးတင်နိုင်သေးတယ်တကယ်ဆိုရင်သူဟာနဲ့သူပွင့်နေတာအဲ့ဒီသရှင်ကအဲ့ဓာတွေကိုကိုက လိမ္မာပါနဲ့ဆိုနဲ့သမာဓိခိုင်လာတဲ့အခါအရေးကြလာတယ်။သဘာဝကပြောတယ်များသဘာဝကစကားပြောတတ်တယ်။သဘာဝကဘလို့ပြောလဲဆိုတခါတခါလူတွေကိုနဲ့ဆက်ဆံနေတဲ့လူတွေစီမှာအစွမ်းတတိတခုနော်ဝင်ပူးတယ်လို့ပေါ့တကယ်တည်းဆိုပူလာတော့ပြောလို့မရပါဘူးဒါအကြောင်းတရားဓမ္မတခုဝင်ပြီးတော့ပြောလိုက်တယ်လို့ ပြောလိုက်ပြီးတော့သူလည်းမသိတော့ဘူးသူပြောတဲ့စကားကိုသူလည်းမေးတော့ပြီဒါပေမဲ့သတိနဲ့နားထောင်လိုက်တဲ့သူကအာငါပြောတာပဲဥပမာဘယ်လိုမျိုးလဲဖရားဆိုပုံပုံတော့ကြုံဘူးတာပေါ့ကိုကအထုတ်တထုတ်နဲ့လာတယ်အထုတ်တထုတ်နဲ့ကိုယ့်အိမ်ကိုပြန်လာတယ်ပြန်လာတဲ့ခါလေးဘတ်စကားပေါ်မှာသတိနဲ့ရှုမှတ်နေတာပေါ့လေစီပေါ်ရေးကလည်းအစင်မပြေသေးဘူး တော့တော်တော်လေးဒုက္ခရောက်နေတယ်လို့သီးနေမှတရားမဖြစ်တာအဲ့လိုမင်း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 လာတဲ့အခါအိမ်ကိုလေးရောက်လာဖို့အတွက်သူကမလာချင်းလာချင်းညာလဲညာဘေးလဲဘေးသီးပြီးတော့လာပြီးတော့အထုပ်ကိုရှာထတာနော်ကိုအထုပ်ကိုရှာထတော့လောကမှာအမေကတော့သားလာတဲ့အခါအထုပ်ကိုခြိုင်မှာပေါ့ဖွင့်ကြည့်မှာပေါ့အဲ့ဒါကိုဦးစင်းရဲ့အကူက ဖေးမကြည့်နဲ့တဲ့အာနာဖို့ကောင်းနေတဲ့ဒါအေးသေးအထုပ်ပဲတဲ့။နော်အေးသေးအထုပ်ကို မကင်ပါနဲ့တဲ့။ဆိုတော့ကိုကနားလေသဘောပေါက်ပြီ။တကယ်ဆိုရင်အေးသေးလားမဟုတ်ဘူး။နော်ကိုအမေကသားရဲ့အထုပ်ကိုကင်တာ။ဒါပေမဲ့သူပြောလိုတာကဘာလဲဆိုတော့အစွမ်းတတိတခုရှိနေပြီ။ဘာအစွမ်းတတိတုံးဆိုတော့ကိုကို မင်းဒီလောက်နဲ့မရသေးဘူးမင်းနေကမပါရမီဖြည့်ရအောင်မယ်ဒီအိမ်ဟာမင်းရဲ့အိမ်မဟုတ်တော့ဘူးမင်းဟာအေးသေးဖြစ်တော့ပြီလို့ပြောလိုတာဒါကိုကဖုန်းကြီးကြောင်းကိုသွားပြီးတော့တရားမဲရမယ်အဲ့လိုမျိုးသူကပေါ်ပြနေတာဒါမြင်တတ်တဲ့လူကတော့အကောင်ပဲဆိုတာအဲ့ဒါပြောတာ Facebook ပေါ်မှာကြီးတွေးတာပဲမြင်တတ်တဲ့အကောင်ကတော့အကောင်ပဲတဲ့အဲမြင်တတ်ဖို့လိုတယ် ဒါသမာဓိဆက်ဆက်ပြီးတော့လာတဲ့အခါကိုကကြားနိုင်တာနော်ဒီလယုတ်ဝက်တွေရှိတယ်အိမ်ညုံကလေးတွေជីជីជីမိတာနဲ့ဘာပြောတော့လေသူလက်ကလေးတွေကိကိကိမိတာနဲ့ဘာပြောတော့တယ်ဘယ်နှချက်မိတယ်နော်သူကလောကမှာအကုန်လုံးဟာပညာရစရာတွေကြီးပဲတရားမှတ်တဲ့ရင်ကြားတာလည်းမှတ်တဲ့ရင်ဥပမာတစ်ခုခုပေါ့ တိုက်ပွဲတစ်ခုခုဖြစ်မယ်ဥမာအကဲခဲတစ်ခုခုကြားမယ်အဲ့ဒီမျိုးဟာဆိုရင်သင်္ကေတတစ်ခုခုအရင်ပြတယ်ခွေးတော်၎င်းလူတွေတော်၎င်းနော်သင်္ကေတပြတယ်ခွေးတွေကတော်တော်လေးကိုဥတယ်၃၄ရက်၆ရက်ဆက်တိုင်းဆိုသလိုဥတာပေါ့အဲ့လိုဒါတစ်ခုခုထူရှားမယ်ဆိုတာကိုရောကတရားမှတ်တဲ့လူကသိနေပြီနော် ဒါကိုကိုလေးနင်လွတ်တာကိုလေကိုကသိရမယ်ကိုကိုနင်လွတ်တယ်အကြောင်းတရားတခုကဘာလို့လဲဆိုတော့မိသားစုတွေနဲ့နေရင်တဲ့နေကမပါရမီမပြေဘူးတဲ့ကိုဟာကိုသွားပြီးတော့အလွတ်တနေရာမှာနေပါတဲ့အဲ့ဒါဘသူပြောလဲနေ့တည်းဝင်ပူပြီးပြောတာမဟုတ်ဘူးနော်ကိုရဲ့အကြောင်းတရားဓမ္မတခုကဝင်ပူပြီးတော့မှဝင်ပြီးတော့မှဝင်ပူတာတော့လေပြောလို့မရဘူးသူ့ဟာသူရှိနေတာတကယ်ဆိုရင်နော် I would not.